နေကွေးပင်မဲ့လို့အစွန်ရောက်တဲ့ slot လေးတွေရဲ့ကြောင်းဒီကောင်လေးတွေကအလုံးသိကြမှာပါ slot လို့ခေါ်ကြသလိုတချို့ကလည်း slot လို့လည်းအတန်ထွက်ကြပါရည်မြန်မာမှာဆိုရင်တော့မြောက်ပြင်းလို့ခေါ်သလိုမြောင်မောင်းမလို့လည်းခေါ်ကြတာပါဒီကောင်လေးတွေအကြောင်းကိုသိထားတာတခုတည်းရှိတယ်ဆိုရင်အနာကသူတို့မှာအရန်ကိုနှေးကွေးလုံးနေဆိုတာပါပဲဒါပေမဲ့နှေးကွေးတဲ့ပြင်းစရာကောင်းတယ်လို့မဆိုလိုပါဘူးနော်ဒီကောင်လေးတွေကကဘာပေါ်မှာရှိတဲ့တတ္တဝါတွေတဲကအစွန်အယောက်ဆုံးတတ္တဝါတစ်မျိုးပါပဲသူတို့ရဲ့နှေးကွေးမှုတွေကတော့အဆန်ချိန်တင်နိုင်ပါတယ် အငင်းဆုံးအမြန်တော့ကတနအီကို3.25ကီလိုမီတာနှုန်းပဲရှိနေတာပါအနေကွေဆုံးနိုတိုက်တတဝါဖြစ်နေမှတ်တမ်းတင်ခံထားရပါတယ်တရိษံဗီရာပညာရှင်တွေရဲ့အဆိုအရသူတို့ရဲ့နေကွေမှုတွေဟာအငင်းအာယုံကောင်းကောင်းမရလို့ဖြစ်တာဆိုပြီးတော့သိကြရတာပါလွန်ခဲ့တဲ့နှစ်ပေါင်းတန်း60လောက်တုန်းကတော့ဒီကောင်လေးတွေကတာမန်ဒရိစံနေလို့ပဲမြင်နိုင်ပါတယ် အရာကြောင့်လှူရှားမှုကလည်းတမ်းမှန်လိုပါပဲ။ဒါပေမဲ့အဲဒီနောက်ပိုင်းသူတို့ရဲ့အငြင်းအာယုံတွေကတဖြည်းဖြည်းနဲ့ချိုးတက်လာခဲ့ပါပြီ။အငြင်းအာယုံချိုးတက်လာလေးလေးစံတော်ဝါးနဲ့သွာလာရလေးလေးဖြစ်ပြီးအဲဒီလိုမျိုး slow motion ပုံစံဖြစ်သွားခဲ့ရတာပါ။တကယ်တော့ဒလိုနေခွေခြင်းတွေကသူတို့ရဲ့တဘာဝနဲ့လက်ရုံးညီထွေအောင်ဖြစ်ပေါ်လာတာဖြစ်ပါရင်အဲဒီအတွက်အကျိုးကျေးဇူးတွေလည်းရှိလို့နေတာပေါ့။ပထမအဆုံးတစ်ချက်ကတော့စွမ်းရင်ချွေတာနိုင်တာပါပဲ။သူတို့ကတခြားနှုတ်တိုက်တတော်ရီထက်ဆိုင်ရင်တော့စွမ်းရင်ကို90ရာခိုင်နှုန်းလောက်ချွေတာနိုင်ပါရဲ့။ အရာကြောင့်အစာကိုခဏခဏရှာစားစရာမလိုတော့ပါဘူး။နောက်ထပ်အကျိုးကျေးဇူးတစ်ခုအားဆိုရင်တော့ပို့ပြီးတော့တောင်အံ့အားသင့်စရာကောင်းလာပါရင်တမန်စဲစားကြည့်မယ်ဆိုရင်တော့ဒီကောင်တွေကအရန်ကုန်အနေကွေလွန်တဲ့အတွက်ဒါရဲကောင်တွေရဲ့အစာဖြစ်ဖို့လွယ်ကူလွန်းတယ်လို့ဆိုလိုတာပါ။ဒါပေမဲ့ every check ကအပြည့်ဝအမှန်ကန်မနေပါဘူးနော်။လောက်ရှားမှုကိုချေရခံပြီးတော့အမဲလိုက်တဲ့ကြက်သေးတို့လိုတိုင်းရဲကောင်တွေလေးယုံတွေစားသဖြင့်ကအရန်ကုန်နေခွေလုံးတဲ့ slot တွေကိုလွယ်လွယ်ရှာမတွေ့ကြသလိုတားကောင်ဖြစ်လဲမတတ်မှတ်တတ်ကြပါဘူး အဲဒါကြောင့်မလို့ slot တွေအခုထိရှင်သန်နိုင်ကြတာဖြစ်လိမ့်မယ်လို့ယူဆရပါတယ်။အားကြီးတဲ့သူအနိုင်ရတဲ့တော်ရိုင်းဥပဒေတွေမှာရှင်သန်နိုင်မှုအတွက် slot တွေကိုတဘာဝကပေးထားတဲ့တခြားလက်ဆောင်တွေလည်းပိုင်ဆိုင်ထားလို့နေပါတယ်။သူတို့ရဲ့လေဘေးမှာအပိုကြောရိုးစစ်တွေပါရှိနေတာကြောင့်ဥကောင်းကို290ဒီဂရီထိလက်ပတ်ကြည့်ရှုနိုင်တာပါ။နောက်ပြီးတော့သူတို့ရဲ့ခြေထောက်တွေနဲ့တေကန်းတွေကိုကုတ်ပြီးတော့အချိန်ကြာကြီးဇောက်ထိုးဆွဲနေနိုင်ကြတာဖြစ်ပါတယ်။နောက်ဆုံးအိတ်တာမိလိုက်တာတားပေါက်တာအစဇောက်ထိုးနေထားနေလေလုံနိုင်ကြတာပါ။ တို့ရဲ့သွေးလည်ပတ်မှုစနစ်ထဲမှာအထူးဆိုးရှင်တွေရှိနေတဲ့အတွက်ဒလုံအစွမ်းမျိုးရှိနေကြတာဖြစ်ပါတယ်။ဇောင်ထိုးဆွဲနေထိုင်တဲ့အစွမ်းကတော့လင်းတို့တွေနဲ့နှင်လားငါလာပါပဲ။ဒါပေမဲ့လင်းတို့တွေနဲ့မတူတဲ့အချက်တစ်ခုလည်းရှိလို့နေတာပေါ့။အဲဒီချက်ကဘာလဲဆိုရင်တော့တို့ကိုဒုက္ခဖြစ်စေတာပါ။လင်းတို့တွေကပုံမှန်ဆိုရင်တော့ဇောင်ထိုးဆွဲနေပြီးတော့အညစ်အကြေးစွန့်တဲ့အချိန်မှာဆိုရင်တော့ဘားခိုတလို့ပြန်ပြောင်းလိုက်ပြီးတော့အညစ်အကြေးစွန့်ကြတာပါ။ slot တွေအရောင်းအဲ့လိုမဟုတ်ပါဘူးအငြိအကျေးစွန့်ခြင်းနဲ့ဆွေတော်တက်ပင်အောက်ကိုဆင်းကြပါတယ် အရင်ချိန်ကသူတို့အတွက်အန်ဒီအများဆုံးချိန်မှာပဲသူတို့တေဆုံရတဲ့60ရာခိုင်နှုန်းလောက်ကအငွေကြေးစုံမှုအတွက်အောက်ဆင်းရင်းနဲ့ပဲဖြစ်ရတာပါ။ဒါပေမဲ့သူတို့ကအငွေကြေးတွေကိုခဏခဏမစွန့်ကြပါဘူးနော်။သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာအကြာကြီးထိမ့်သိမ်းထားနိုင်ပါ रे အငွေကြေးစွန်ပြီးပြီဆိုရင်တော့သူတို့အလေးချိန်ရဲ့30ရာခိုင်နှုန်းလောက်ကပေါ်ပါသွားတာဖြစ်ပါ रे နောက်ပြီးတော့အပင်အောက်ကိုသွားပြီးတော့အငွေကြေးစွန်ရတဲ့အထိကအကြောင်းရင်းလေးရှိလို့နေတာပါသူတို့အငွေကြေးထဲမှာပါတဲ့ဖီရိုမုန်းဆိုတဲ့ဓာတ်အပြင်အနက်အမှတ်အသားတွေကလည်းပါလို့နေပါ रे အဲဒီဓာတ်နဲ့အမှတ်အသားတွေက အဖို့ slot တွေကိုဆွဲဆောင်နိုင်တဲ့အစွမ်းတွေရှိလို့နေတာပေါ့အဲ့ဒါကတော့တို့အဖို့အတွက်လမ်းညွန်အမှတ်အသားဆိုင်းပုတ်လေးလေးဖြစ်နေကြောင်းဝင်းမြပေးလိုက်ရင်လည်းဒီကနေ့ဂိုလတ်မြန်မာ channel ရနေထုတ်လွှင့်ပေးတဲ့အကြောင်းအရာလေးကိုဤကုန်းထုတ်လိုက်ပြရစီလားနော်အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ် like and share subscribe ခလုံးလေးနေပြီးအားပေးသွားပါရှင့်